ငါရှုံမြို့နယ် E9 ကျေးရွာဖုန်ကြီးကျောင်းဝင်းထဲမှာယာယီစက်ကန်းချထားတဲ့အစိုးရတပ်မတော်တပ်သားတချို့ဟာဒေသခံရွာသားတွေကိုကိုတိလက်ရောက်ပြုမူတာတွေရှိနေပါတယ်ဒီသတင်းကိုတော့ခွန်စော်ဦးက ပေးပို့ထားတာပါရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့နယ်ကနေနံပတူမြို့ကိုဆက်တွေ့ထားတဲ့ကားလမ်းမကြီးနှစ်ဘေးကကျေးရွာတရွာဖြစ်တဲ့ E9 ကျေးရွာဖုန်ကြီးကျောင်းမှာအစိုးရတပ်မတော်ကယာယီစကန်းချထားပါတယ် အဲ့ဒီစခန်းမှာတာဝန်ကျနေတဲ့တမလော်ရာတချို့ကဒေတာကန်ရွာသားတချို့ကိုကိုထိလက်ရောက်ပြုမှုတာတွေရှိနေတယ်လို့ကိုတိုင်းကြုံတွေ့ခန်းစားခဲ့သူတွေက DBB ကိုအခုလိုပြောပါတယ်။အာဖြစ်ကျင်တာဟိုနေ့ကျွန်တော်အမစီဘုံတာဆက်မလို့ဆိုပြီးတော့ကိုကျော်လင်းပါစီတို့အိမ်မှာဝင်သွားတယ်။တက်ကဟာခုံနားမှထိုင်ထားတယ်။တက်ကအရက်ထိုင်တော့တယ်။ကျွန်တော်မြင်တယ်။တိုင်းကကျွန်တော်ကွင်းဆောင်ပြီးတော့တွားတယ်။တွားနေတဲ့အချိန်မှာကျွန်တော်လည်းပါအမမှမရှိဘူးကကျွန်တော်အင်ဂျီလာဆွဲပြီးတော့လက်ဒီတစ်ချက်နဲ့ထိုးသွားတယ်။ ရှမ်းစကားမပြောရဘူးဆိုပြီးတော့ကျွန်တော်ပြောတယ်။ဟောအရင်တော့ရိုက်တာနဲ့တာတော့မရှိဘူးဗျ။ကျွန်တော်ကပရမဆုံး။ဒါအပြင်အစိုးရတပ်မတော်ကစကန်းချထားတဲ့ဖုံကြီးကျောင်းဝင်းအနည်းကိုဖြတ်တန်းတွားလာရင်လဲမတင်ငါရင်မတင်ငါလို့ခေါ်ပြီးရိုက်နှက်တာတွေရှိနေတယ်လို့လဲဆိုပါတယ်။ ကျောင်းဘူးကမောင်းလာတယ်ပေါ့နော် ID ဘုံကြီးကျောင်းနဲ့ကဲ့ရဲ့လမ်းကြားလေးမှာအခုစတက်ကသူ့ကိုခေါ်ပြီးတော့မှသူ့ရဲ့ကားအတန်းကျေရကောင်းမလားဆိုပြီးတော့မှခေါ်ရိုက်တယ်ပေါ့မောင်ရဲ့အိတ်ခိုင်းပြီးတော့မှအဲ့မှာသူ့ကိုဝက်ချမ်းနဲ့တုံးချက်ရိုက်တယ်ရိုက်ပြီးတော့မှသူ့ကိုပြန်ထိုင်ခိုင်းပြီးတော့သူ့ပါကိုပြန်ရိုက်တယ်ပေါ့ညကျွန်တော်တော့ခေါ်လာဒီမှာလာနေတယ်ကျွန်တော်ဝင်သွားဝင်သွားပါမပြုံးရဘူးတို့ကျွန်တော်ပါရရမချင်းရတော့ဒီကျွန်တော်တော့ဆော့တို့ချစ်တော့ပြန်ခိုင်းအောင်ညဟာပြုံးရအောင်ဝင်သွားတော့ရရ လာရှုမြို့နယ်မဲဆက်နားနယ်အမှတ်နှစ်ပြည်နယ်လွတ်တော်90လောင်းတူကတော့အစိုးရတပ်မတော်သားတွေအနေနဲ့ပြည်သူလူထုကိုနှိမ်ပန်းနှိပ်စက်တာဟာမရှိသင့်တဲ့လုပ်ရက်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်တရားတလို့ဆိုရင်တပ်မတော်ဆိုတာပြည်သူ့အတက် OA စီစဉ်ကိုကာကွယ်ရမယ်အဖွဲ့အစည်းတရက်ပေါ့လေ။အဲ့စားကိုဒီလိုအကြောင်းပြချက်မရှိဘဲနဲ့အဲရိုက်နေတာတော့မကောင်းဘူးဗျာ။ ဒီလက်နဲ့ကင်အဖွက်တစ်ဖွက်ကပေါ့လေအဲဒီလိုပြည်သူလူထုကညံပန်းနှိမ့်ဆက်တာက အခုမှမဟုတ်ပါဘူးကိုယ်ရင်ကလေးကမရှိတဲ့ကိစ္စပါအလုံးဝမရှိတဲ့ကိစ္စတခုလက်ရှိမှာတော့ E9 ကြီးရွာကရွာသားတွေကိုအစိုးရတပ်မတော်သားတို့ကကိုတိလက်ရောက်ပြုမူတာတွေရှိခဲ့တယ်လို့တိုင်းနာလက်နက်ကင်တပ်ဖွဲ့တို့ကလည်း E9 ကြီးရွာအုပ်စုအတွင်းကရွာသားတွေကိုပြီးခဲ့တဲ့နိုဝင်ဘာလလကုန်ပိုင်းကအဓမ္မခေါ်ဆောင်တားရတွေရှိခဲ့တာကြောင့် 你那个人家住在哪里嘛？阿哥也没骗你吧嘞，今老看着我吧。